ကျွန်တော်တို့ရဲ့ဖုန်းတွေကို အခုခံလက်ရတယ်ဆိုလို့ရှိရင်လည်းဘာမှစိတ်ပူစရာမလိုဗျ။ဘာဖြစ်လို့လဲဆိုတော့တခိုးကကျွန်တော်တို့ရဲ့ဖုန်းတွေကိုလုံးဝဆက်ပိတ်လို့မရအောင်လုပ်ရတဲ့အနေလားလေးကိုဒီနေ့ဗီဒီယိုလေးမှာကျွန်တော်အသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ဖုန်းတွေကိုအခုခံလက်ရတယ်ဆိုလို့ရှိရင်တမနစ်အတွင်းမှာပြန်ရှာလို့ရတဲ့နီလန်းလေးကိုကျွန်တော်ရင်တစ်ခေါက်ကဗီဒီယို တင်ပြီးထားတာရှိပါတယ်။အဲ့ဒါလေးတွေကိုအရင်ဆုံးတွားကြည့်လိုက်ပါဗျ ပြီးရင်ကျွန်တော်အခုဒီနေ့ပြောပြမယ့်ဟာလေးလည်းလုတ်ထားလိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီနှစ်ခုကိုပေါင်းလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဖုန်းအခုခံလိုက်ရတယ်ဆိုလို့ရှိရင်လည်းဘာမှစိတ်ပူစရာမလိုဘဲနဲ့ကျွန်တော်တို့ကအလွယ်ကူဆုံးနေလန်းနဲ့ကျွန်တော်ရဲ့ဖုန်းပြမှာရှိတယ်လေခိုးတဲ့ကောင်ကဘယ်နေရာမှာဖွက်ထားတယ်လဲအဲ့ဒါလေးတွေကိုကျွန်တော်ပြန်ရှာလို့ရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့ဖုန်းတွေကိုလုံးဝဆက်ပိတ်လို့မရအောင်လုပ်ရတဲ့နေလာလေးကိုအတူတူကြည့်လိုက်ရအောင်ဗျ။ ပထမဆုံးအနေနဲ့ကျွန်တော်တို့ရဲ့ဖုန်းရဲ့ setting လေးကိုတစ်ချက်နိုင်မယ်ပြီးရင်အောက်ဘက်ကိုနည်းနည်းရွှေ့လိုက်ပါဗျပြန်ဒီနေရာမှာ set security and privacy ဆိုတဲ့နေရာလေးကိုတချင်နေရာမှာ ဖြစ်ပါတယ်အဲ့ဒါနေပြီးသွားလို့ရှိရင်အောက်ဘက်ကိုနည်းနည်းလေးရွှေ့ပြီးတော့ more security and privacy ဆိုတဲ့စာသားလေးကိုနေရာမှာဖြစ်ပါတယ် ဒီရလေးကိုနှိပ်ပြီးရင် ကျွန်တော်အောက်ဖက်ကိုနည်းနည်းရွှေ့လိုက်ပြအောက်ဖက်ကိုနည်းနည်းရွှေ့လိုက်တဲ့အခါမှာဒီမှာစာသားတစ်ခုပေါ်လာမှာဖြစ်ပါတယ် require password to power off ဆိုတော့ကျွန်တော်ဖုန်းကိုစက်ပိတ်မယ် power ပိတ်မယ်ဆိုလို့ရှိရင် password ကိုအရင်ထည့်ရမှာဖြစ်ပါတယ်ဆိုတော့ဒီရလေးကိုကျွန်တော်ကမဖွင့်ထားသေးဘူးဆိုလို့ရှိရင်ဒါလေးကိုဖွင့်ထားလိုက်ပါ ဆိုတော့ဒီဟာလေးကိုဖွင့်လိုက်မယ်ဆိုလို့ရှိရင်ဒီဟာမှာဒီနေရာမှာလည်းကျွန်တော်ကအဲ့ဒါလေးကိုဖွင့်ပြဖို့ကိုပါဆိုအရင်ရိုက်ထည့်ရမှာဖြစ်ပါတယ်ပါဆိုရိုက်ထည့်လိုက်ပြီဆိုလို့ရှိရင်ဒီဟာလေးကိုပွင့်သွားပြီဆိုတော့ဒီဟာလေးပွင့်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကအခုကျွန်တော်က power page ချင်တယ်ဆိုလို့ရှိရင် power page ဘုတစ်ချက်လုံးလိုက်မယ်ဆိုတော့ကျွန်တော် power page ဘုလုံးလိုက်တဲ့ချိန်မှာကျွန်တော်ရဲ့ဖုန်းမှာသူက password ကိုတောင်းနေတယ်ဒီ password ကိုကျွန်တော်ရိုက်ထည့်နိုင်မှအတားလင်းကျွန်တော်ရဲ့ဖုန်းကစပိတ်လို့ရမှာဖြစ်ပါတယ်ဆိုတော့ဒီနီလန်းလေးကိုတိထားတယ်ဆလို့ရှိရင် ကျွန်တော်ဖုန်းကို အခုခံလိုက်ရတယ်ဆလို့ရှိရင်ဒီဟာလေးကိုဖြန့်ထားမယ်ပြီးရင်အရင်တစ်ခေါက်ကကျွန်တော်တင်ပေးထားတဲ့ဗီဒီယိုအတိုင်းလုတ်ထားလိုက်မယ်ဆလို့ရှိရင် ကျွန်တော်ရဲ့ဖုန်းအခုခံလိုက်ရတဲ့ဆိုရင်အချိန်တူအတော်အတွင်းမှာကျွန်တော်ကပြန်လိုက်လို့ရမှာဖြစ်ပါတယ်ပြန်ရှာလို့ရမှာဖြစ်ပါတယ် ်ဆိုတော့ဒီဗီဒီယိုလေးကိုမိတ်ဆွေအတွက်အသုံးဝင်မယ်လို့ထင်ပါတယ်ဗျဆိုတော့ကျွန်တော်ကိုဆက်လက်အားပေးကြပါအောင်လို့ကျွန်တော်ပြောကြရင်လည်းဒီဗီဒီယိုလေးကိုကျွန်တော်ဒီမှာပဲအဆုံးသတ်ချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ bye bye